မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာကတနင်္လာသတမီမိတ်ဆွေတွေအတွက်အ9လပိုင်း15ရက်ကနေ22ရက်နေ့အထိတပတ်စာကန်ကျမဟောစတန်းကိုဆရာကတားရုံးနဲ့ဟောကြားပြီးမှဖြစ်ပါတယ်ခင်ဗျဒါကြောင့်တနင်္လာသတမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအဆင်ပြေအောင်မြင်တိုးတက်ကြပါစေကြောင်းဒီကနေ့မြတ်တာဖို့ထောပနာပြုသလိုက်ပါတယ်ခင်ဗျတနင်္လာသတမီမိတ်ဆွေတွေဒီ9လပိုင်း15ရက်ကနေ22ရက်နေ့အတွင်းမှာမိတ်ဆွေတို့ရဲ့ယင်ထဲမှာ လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ခရီးထွက်ခြင်းတဲ့စိတ်မျိုးအဲလက်ရှိရှိနေတဲ့မျိုးကနေပြီးတော့အခြားတနေရာကိုသွားခြင်းတဲ့စိတ်မျိုးဖြစ်ပေါ်နေတယ်။ယာဉ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်ယာဉ်ပြောင်းရင်ကောင်းမလားလုပ်ငန်းပြောင်းရင်ကောင်းမလားဆိုတာမျိုးဖြစ်စီခရီးသွားခြင်းတဲ့စိတ်လက်ရှိရှိနေတဲ့နေရာကနေတနေရာကိုရုံးထွက်သွားခြင်းတဲ့စိတ်ပြေးထွက်သွားခြင်းတဲ့စိတ်တွေများစွာဖြစ်ပေါ်နေသောကာလာဖြစ်ပါတယ်မိစေတို့နေနဲ့ခရီးသွားခြင်းစိတ်အလုံငန်းခိုင်ခံပြောင်းလဲခြင်းစိတ်အလုံပြောင်းခြင်းစိတ်တွေပေါ်နေပြီးတော့လုံငန်းခိုင်ခံနဲ့ပတ်သက်ပြီးတော့အပြောင်းအရွှေ့အပြောင်းလဲလုပ်မယ်ဆိုရင်လည်းချင်းသေးပါဘူး တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းလဲတွေလောက်ပါအခက်အခဲအကျက်တွေပုံနေတယ်မိတ်ဆွေများဖို့ဆိုရင်လည်းတကယ်ကိုပြောင်းလဲပြီးတော့လှုပ်ဆောင်တင်တာမျိုးခကြီးသွားကိစ္စတွေအကျိုးပေးတဲ့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးတော့အပတ်တာဖြစ်ပြီးတဲ့အခါလုပ်ငန်းရာထူးနဲ့ပတ်သက်ရင်အပြောင်းလဲနဲ့ကံကြမ္မာကိုအဲရွေးချယ်ပြီးတော့ share လက်မခေါ်ပြီးတော့တော့လှုပ်ဆောင်လိုက်ရင်အောင်မြင်တိုးတက်မဲ့ကာလဖြစ်ပြီးတော့ဘာကြောင့်မှတုံဆိုင်တွေ့ဝေမနေပါနဲ့တဲ့ပြောင်းလဲလှုပ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့အားသာကောင်းမွန်စီမအတေကြပဲဖြစ်ပါတယ်ခင်ဗျာနော်မိတ်ဆွေတို့ရဲ့အလုပ်ကောင် အလုတ်ကင်နဲ့ပတ်သက်လာရင်တော့ အဲခရီးဝဲဆိုင်ရာကိစ္စတွေအကျိုးပေးပါတယ်။တင်ကြားရေးဆိုင်ရာနဲ့ပတ်သက်တာတွေအကျိုးပေးတယ်။ဘာသာစကားနဲ့ပတ်သက်တာတွေ၊သင်တန်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။စက်တူလုပ်ငန်းတွေအစုချေရာနဲ့ပတ်သက်တာတွေအကျိုးပေးတယ်။ညီကိုမောင်နှမတွေနဲ့ပတ်သက်တာမျိုးတွေစက်တူလုပ်ငန်းတွေအမွေကိစ္စတွေလည်းအမွေတွေရတတ်တယ်။ငကူကအမှုဖြစ်နေတော့မိတ်ဆွေတွေပို့အမှုနဲ့ပတ်သက်ပြီးတော့အနိုင်ရရှိတာမျိုးတွေဖြစ်ရတတ်တယ်။အမှုနဲ့ပတ်သက်ပြီးတော့အမှန်တရားနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကိုအလေးသာတော့အပတ်တာဖြစ်ပြီးတော့အရှုံအောင်ဖြစ်နေတဲ့မိတ်ဆွေတွေမိသားစုဝင်တွေရှိလို့ရှင်လည်းအရှုံအောင်တွေလွတ်လာလိမ့်မယ်။ဒီရပတ်တာတော့ဒီမှာဆိုရင် ုံသွယ်မှုဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ကုသရန်ဝယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်စက်တူဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ငွေကြေးဆိုင်ရာကိစ္စတွေမှာခြေတူဆောင်ရာလှုပ်ဆောင်ရင်အားတခြင်းကောင်းမွန်ခြင်းတွေရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေကိုတောင်းတဲ့အခါမှာလည်းတစ်ချိန်တစ်ချိန်ထပ်ပို့တော့တောင်းမှာရပါလိမ့်မယ်တဲ့เนาะတစ်ချိန်တစ်ချိန်ထပ်ပို့ပြီးတော့2ချိန်လောက်တော့တောင်းပေါ့2ချိန်မရတော့လဲ3ချိန်လောက်တော့တောင်းပေါ့ခင်ဗျာเนาะရရှိမဲ့အပတ်တာကာလအပိုင်းစာဖြစ်ပါတယ်ထို့အတူပဲစားတော့ကိုလုပ်ငန်းတွေအပြောင်းရွှေ့အပြောင်းလဲနဲ့ပတ်သက်လာရင်ခက်ညင်ညင်လေးမနေဘဲနဲ့ ချော့တွတ်တွတ်မှာပဲရှင်ခန့်ညင်ညင်လေးမနေပဲနဲ့အဲခတ်တွတ်တွတ်လေးလှုပ်လှုပ်ချာချာလေးနေပါဒီလဟာမိတ်ဆွေတင်းလာသားဒီအပတ်တာဟာမိတ်ဆွေတင်းလာသားသမီးတွေအတွက်ညင်ညင်ကလေးမနေပဲနဲ့လှုပ်လှုပ်ချာချာလေးဖြစ်အောင်နေဖို့လူအကြောင်းထပ်လာဦးပြောကြလိုက်ပါရစီမိတ်ဆွေတို့ဒီအပတ်တာတို့ဒီမှာကြမ်းပါရဲ့ ကျမရဲ့ပတ်တိုင်မမဆိုးရည်စရာမရှိပါဘူးမိသားစုကိုဖြစ်နိုင်အရှိန်ပေးတာမျိုးအပန်းပြေခကြီးထွက်တာမျိုးရောဟိုအပျော်ခကြီးထွက်တာမျိုးမိသားစုနဲ့ပတ်သက်ပြီးတော့ပုံမထိတွေ့နီးစပ်အောင်ဆက်လုပ်တာမျိုးကပို့ပြီးတော့ကောင်းမွန်နေတယ်เนาะငြိမ်းချမ်းခြင်းနဲ့အေးချမ်းမှုတွေငကောကမိသားစုအတွင်းမှာနားလည်မှုတွဲနေတာမျိုးအတုံးနဲ့လူတစ်ယောက်နဲ့တစ်ယောက်ဆိတ်ဆိုးမှုအဆင်မပြေမှုတွေရှိလို့ရှင်လဲဒီလဟာဒီအပတ်ဟာညှိနှိုင်းတင့်တော့ကာလာဖြစ်ပြီးတော့နှိမ့်နေနိုင်နိုင်နဲ့စိတ်ဆက်ဆောင်ရရင်အောင်မြင်ခြင်းနဲ့အကြံစီတွေတိုးတက်ပြီးတော့လူကြီးမဲ့ကာလာဖြစ်ပါတယ်ခင်ဗျလူငယ်တွေအရှိရေးနဲ့ပတ်သက်ရင် ချစ်သူရည်သာဇာယီပူဇာတွေပေါ်ပြီးမှရတတ်တယ်ဆိုဘယ်လိုပြောမလဲအရှိင်းနဲ့ပတ်သက်လာရှစ်တာတခြားရတာတခြားဖြစ်တတ်တဲ့အတွက်ခုတ်ရတခြားရှရတခြားဖြစ်တတ်ပါလေသမီးစားများအနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်အဲမိမိရဲ့ချစ်သူဘက်အပေါ်မှာတန်လျာစိတ်တွေများနေတာမျိုးမိမိရဲ့ချစ်သူအပေါ်မှာမိမိရဲ့ရည်စားအပေါ်မှာရှုပ်ချယ်မှုတွေကြောင့်တစ်ဖက်လူကအနေကျဉ်းကျပ်ပြီးတော့အမားတွေကိုလိုက်ထောင်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်အနေကျဉ်းကျပ်နေတတ်သောကာလဖြစ်တော့များများမရင့်နေပါခင်ဗျာနော်ကောင်းပြီဒီကာလအတွင်းမှာ တနင်္လာသာသမီမိတ်ဆွေတွေဟိုလုပ်ငန်းရာထူးနဲ့ပတ်သက်ရင်အပြောင်းလဲအပြောင်းရွှေ့လုပ်မယ်ဆိုရင်ချစ်လို့ဆောင်ရလှုပ်ဆောင်မှာအိမ်တော်ကြီးနဲ့ပတ်သက်လာရင်လည်းမိမိတို့မထင်မှတ်ထားလောက်အောင်အိမ်တော်ကြီးနဲ့ပတ်သက်အိမ်တော်ဘက်ရဲ့ အကူအညီတွေရရှိတတ်တာမျိုးအိမ်ောင်ဖက်နဲ့ပတ်သက်လာရင်ငါတို့ကအစီအမပြေမှုတွေတောင်မှအစီအပြေအောင်မျိုးမျိုးဆွေးနွေးနေညှိနှိုင်းနိုင်လို့ရအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမဲ့အပတ်တာကာလဖြစ်တဲ့အထက်လူကြီးအကြီးအကဲတွေရဲ့မျက်နှာသာပေးမှုလေးတွေကြုံရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေကြီးဟာတာသမီကိစ္စလေးတွေကြောင့်ခရီးသွားကိစ္စလေးတွေကြောင့်ရင်ဆက်ပစ္စည်းအိမ်သုံးအိမ်ပြီးပရိဘောဂကိစ္စလေးတွေကြောင့်တော့ငွေကြီးနဲ့ပတ်သက်လာရင်အဖက်မတင်ဘူးဒါပေမဲ့ဘလောက်ပဲခက်ခဲမှုတော့မရှိဘူးအခက်အခဲတွေကပြန်လဲဝင်လာတတ်တော့ကာလဖြစ်တဲ့ရွှေနဲ့ပတ်သက်ပြီးတော့ အချွေထွက်တာမျိုးတွေချွေထွက်တတ်တော့ကာလာအပတ်တာမျိုးဖြစ်တတ်တယ်လို့တံမိုးရှိတဲ့အရာလေးတွေကြပြောက်တာမျိုးတခိုးခိုးခံရတာမျိုးတွေဖြစ်တတ်တဲ့အတွက်တော့သတိထားစင်နေပြရလိုအပ်ပါတယ်ခင်ဗျာဒါပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာလို့ရှိရင်ကိုပိုင်စတင်လှုပ်ဆောင်ဒါမျိုးထပ်လုပ်ငန်းအဟောင်းကိုတိုးချဲ့ပြီးတော့လှုပ်ဆောင်ပြီးပုံမှန်အောင်အားသာပြီးတော့ကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့အပတ်တာဖြစ်ပါတယ်ခင်ဗျာသတိထားစင်နေရမယ့်အချက်ကလေးတွေကတော့အရန်ကြီးအတွေးလွန်တာမျိုးလေးတွေ အစီမစီကနဲ့ပတ်သက်ရင်တိတိကျကျကင်တွယ်တာမျိုးလေးတွေအမှုစိတ်အသေးစိတ်ကအစကြောင်းမိမိရဲ့တပည့်လက်တာလက်ဟောင်းငယ်သားတွေနဲ့ပတ်သက်လို့ပဋိပက္ခပြဿနာအရှုကြုံရတတ်တယ်။ဒါလေးတွေကိုတော့တတိထားပါ။မိတ်ဆွေတို့အနေနဲ့ပြည့်ရကဖြစ်နိုင်လို့ရှိရင်ဒီကာလအတော်တွေမှာမိမိကအဲတတိမိတ်ဆွေအပေါင်းဟောင်းနေအပေါင်းနဲ့ဟောင်းနေနဲ့ပတ်သက်လာလို့ရှိရင်အစိတ်တော့ကပြရတာမျိုးလေးကိုကိုဂုံတရင်ပြတ်အောင်နမီပြတ်အောင်တရင်ဆောင်တတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုတတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်။အဟောင်းနေနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေဟောင်းအပေါင်းနဲ့ဟောင်းရီစာဟောင်းချစ်သူဟောင်းနေနဲ့ပတ်သက်ရင် ောင်မှနည်းနည်းလေးစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်ပေါ့ဒါအပြင်မိသားစုအိမ်သွင်းရေးနဲ့ပတ်သက်လာလို့ရှိရင်အဲမိသားစုအိမ်သွင်းထဲမှာဂျားလူဝင်လာတာမျိုးလေးတွေမိသားစုအိမ်သွင်းရေးနဲ့ပတ်သက်လာလို့ရှိရင်ဒေါသနဲ့ဖြည့်ရှင်းတာမျိုးလေးတွေကအားနည်းစီတယ်တဲ့နော်အမွေကိစ္စအမှုကိစ္စတွေကိုပြောဆိုရတဲ့အခါမှာလည်းအဲဒေါသနဲ့မပြောဘဲနဲ့မိမိတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လက်တွေ့ကြကြအေးအေးဆေးဆေးနဲ့ညှိနှိုင်းမှအောင်မြင်တိုးတက်မယ်အပတ္တကာလဖြစ်ပါတယ်အဲ အလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေညံ့ပါတယ်အလောင်းကစားအပျော်ပါနဲ့ပတ်သက်တာလေးဒီမှာတတိချစီနေဆောင်ရအရင်လိုအပ်သောကာလဖြစ်ပြီးတဲ့အခါဘာကိုဖြစ်ဖြစ်အအလောင်းကစားတို့အပျော်ပါတို့နဲ့ပတ်သက်တာမျိုးလေးဒီမှာအားနည်းစီတဲ့အတွက်တတိချစီနေဆောင်ရအရင်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုပါတယ်ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့အဲလက်လုံထားတဲ့ငွေကြီးတွေကိုပြန်လဲတောင်းမှာတစ်ချိန်နှစ်ချိန်နဲ့ပို့မှုတောင်းမှာရရှိမဲ့ကာလဖြစ်တဲ့ဒီလတာအတော်တွေမှာဆိုရင်အဝါရောင် မိုးပြရောင်အပန်းရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စီပြီးတဲ့အခါအကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့ခုနှစ်ကဏ္ဍကိုကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေနိုင်ပါတယ်တတိယဆင်ခြင်ပြရမှာတော့မိတ်ဆွေတို့တွေနဲ့ဒီလာတာတော့ဒီမှာဆိုရင်22ရက်နေ့တရက်နေ့25ရက်နေ့တရက်25ရက်နေ့22ရက်နေ့နှစ်ရက်ကိုတော့အရေးကြီးတာကိုဖြစ်နိုင်မလုပ်ပါနဲ့တဲ့ဒါပေမဲ့ဒီကြားတွဲမှာဆိုလို့ရှိရင်20ရက်19ရက်21ရက်ဒီလိုရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်ပြီးတော့အဆင်ပြေပါလိမ့်မယ်တဲ့ခင်ဗျာနော်ဒါကြောင့်မိတ်ဆွေ မင်းနာသာသမီးမိတ်ဆွေတွေအတိတ်ချန်တို့ရေရာတို့ဗာညာတို့ကတော့မိတ်ဆွေတို့အနေနဲ့ဆရာရဲ့တလားတမှာဝင်ကြည့်လိုက်ဆရာကတော့တပတ်တာပဲဟောပြခြင်းဖြစ်တယ်။ကောင်းပြီမိတ်ဆွေတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်တဲ့အခါပြောဆိုဆောင်ရွက်တဲ့အခါမှာ တနင်္ဂနွေသားမိမိတ်ဆွေတို့မိမိအိမ်ကနေမထွက်မီမှာအဲအားလုံးကို32ဖုံမှာရှိတဲ့မိတ်ဆွေတွေအားလုံးမိမိရဲ့လုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ပြီးအလုံးနဲ့ပြောဆိုမဲ့သူကိုအားလုံးကိုမျက်နှာလေးရည်စူးပြီးတော့မေတ္တာလေးပို့သွားပြီးတော့မေတ္တာလေးပို့ပြီးတော့သွားပါရဲဒါဆိုရင်မိမိရဲ့ကိစ္စမှန်တယ်မချောရှူပြီးတော့အောင်မြင်သွားမယ်ကာလအပတ်တာအပိုင်ရှာဖြစ်ပါလေခင်ဗျပတ်စံလေးပစ္စည်းထားတာလေးစက်ပစ္စည်းရင်းနဲ့ပတ်သက်တာလေးအထားမှအဲ အထာမတတ်တဲ့အတွက်တတိထားစင်ညပြန်လိုအကြောင်းဆရာကထလောင်းမှာကြလို့ရတယ်ပုံရင်ဆက်လာပေးတာနော်ပစံဆိုအဲကောင်းပြီဆိုတော့ကဲတနေ့လာတော့မိမိဆွေတွေဒီတပတ်တာအတွက်တွေမှာအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယတနာစိန်ချောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေခင်ဗျဆရာငယ်နောင်ဗီဒီယိုမြင်ချင်း0939293 4တရှောက် WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်6635059နှစ်မှာဖြစ်စေဆက်သွယ်မိမိနိုင်ပါတယ်ဆရာ TikTok Messenger မှာဧည့်သည်လက်မခံတယ်လို့ဗီဒီယိုလည်းမဟုတ်ပြပါဘူးကျေးဇူးတင်ပါတယ်နောက်တော့ 干嘛？扁嘴表后面。<noise> <noise> <noise>